အားလုံးပဲမင်္ဂလာပါ။တရား channel မှာကြိုဆိုပါရစေ။ကျွန်တော်ယနေ့ပြောပြမယ့်အကြောင်းအရာကတော့ Soft Vinyl ပုံစံကိုကျွန်တော် Line Run နဲ့ပြင်မယ့်အကြောင်းလေးကျွန်တော်ပြောပြမှာဖြစ်ပါတယ်။အားလုံးပဲကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြည့်ပေးပါဦး။အော်ဒီပုံမှာဆိုလို့ရှိရင် temperature ကိုလည်းနည်းနည်း short လိုက်ပါမယ်။တင့်ကိုကျွန်တော်နည်းနည်းလေးတင်ပေးလိုက်ပါမယ်။ exposure ကိုလည်းကျွန်တော်နည်းနည်းလေးပြောလိုက်ပါ contrast ကိုတော့ကျွန်တော်နည်းနည်းပြင်ပါမယ်ဟိုင်လိုက်ကိုလည်းနည်းနည်းလေးရှော့မယ်ဗျ။ ဒီကောင်တော့တွဲလောက်ထားလိုက်ပါမယ်။ Vibrant လောကျွန်တော်နေနဲ့တင်ပေးပါ။ Situation ကိုတူးလောက်။ Tune နဲ့4ကြားပေါ့။ Okay ကျွန်တော် Cap ကိုလည်းနည်းနည်းလေးကစားပေးပါမယ်။ဂျူရှင်းကိုတော့ကျွန်တော်လည်းလက်ပြင်မယ်ဗျ။ ကျွန်တော်ဒီပုံမှာ orange ကိုကျွန်တော်နည်းနည်းလေးရှော့ပေးပါ yellow ကိုတော့တော်တဲ့လောက်တော်တော်ကိုရှော့လိုက်ပေးပါအဲ့လိုမျိုးပဲဒီ channel color တွေကိုလည်းရှော့ပေးပါကျွန်တော် blue ကိုတော့တင်ပေးပါဒီကောင်လည်းတင်ပေးပါ luminance မှာရတော့ကျွန်တော် orange ကိုနည်းနည်းတင်ပေးမယ်ဗျာပြီးလို့ရှိရင်ကျွန်တော် green ကိုလည်းနည်းနည်းလေးတင်ပေးလိုက်ပါ ဟိုဒီမှာကျွန်တော် color grading ဘက်မှာဆိုလို့ရှိရင်လည်းနည်းနည်းပြင်မယ်ဗျကျဲရိုးလည်းနည်းနည်းရှော့ပါမယ်တော့ရှက်ဖန်းကိုနည်းနည်းတင်မယ်ဗျအဲလူမီနက်ကိုလည်းနည်းနည်းတင်မိမယ်ဗျကာလောင်တော့ကျွန်တော်မပြင်းတော့ပါ တော်ဒီမှာ land correction မှာဆိုလို့ရှိရင် remove permit တစ်ကိုလည်းမှန်ချစ်ပြီးတော့ကျွန်တော်ဒီမှာ permission ကိုလည်းမှန်ချစ်ပြီးပါโอเคပုံလေးကနည်းနည်းတော့အသက်ဝင်လာပြီဗျအဲ့မှာကျွန်တော်တို့ဒီမှာ transform ကိုကျွန်တော်တို့ auto ထားပြီးပါโอเคအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ net collection သုံးမှာဖြစ်ပါတယ် ဒီကျွန်တော်တို့ဒီဖိုတိုတွေကအထင်အထင် color pro phone ရွေးပေးပါဒီမှာဆိုရင် edit the copy with lightroom adjustment အောင်မှာရွေးပေးပါဗျာ ကဲပါကျွန်တော်ညစ်ထဲရောက်ပါပြီညစ်ထဲရောက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ empty filter ထားပေးပါဟုတ်ကဲ့ပါကျွန်တော်ပထမဆုံး graduate anti neutral density အဲ့ဒါကိုရွေးပေးပါဟုတ်ကဲ့ပါဒီမှာအပတုံးကိုကျွန်တော် minus 14ထားလိုက်ပါမယ် minus 14လောက် lower တုံးကိုကျွန်တော်ကျွန်တော်30လောက်ထားပါမယ် length ကိုကျွန်တော်40လောက်ထားမယ်ဗျာ ်အဓိကချစ်ကရတော့မပြင်းတော့ဘူးကျွန်တော် rotation ကလည်းဒီတိုင်းပဲထားလိုက်တော့မယ်ကျွန်တော်အားရပြီလို့ရှိရင် add bitter နဲ့ relax one ပြပြပါဘယ်ပါ situation ကိုကျွန်တော်20လောက်ထားပါမယ်1ရောက်တော့သူ့ရဲ့6ဝက်များတယ်40လောက်ထားပြပါ ကျွန်တော်ပြီးနောက်ထပ် filter တစ်ခုထပ်ယူပါမယ်။ Okay ပါကျွန်တော် tone contrast ကိုယူပေးပါ tone contrast ။ tone contrast မှာဆိုလို့ရှိရင်ကျွန်တော် highlight ရဲ့ mid tone ရဲ့ shadow ရဲ့အကုန်လုံးကို show ပေးလိုက်ပါ။ချောပြီးတော့ saturation ကိုမှကျွန်တော်ပြင်ပါမယ် saturation ကို -20 လောက် show ပြီးပါ မဒီမှာ standard ကိုကျွန်တော်တို့ fine ပြောင်းပေးလိုက်ပါ Okay နည်းနည်းတော့ပေါ်လာပါပြီဗျအဲ့ပြီးကျွန်တော်နောက်တစ် filter တစ်ခု Venus line ကိုရွေးပါမယ်ဟုတ်ကဲ့အဲ့မှာဆိုလို့ရှိရင်ကျွန်တော် amount မှာနည်းနည်းလေးဒီလောက်ပေါ့နော်ကျွန်တော်ဒီပေါ်က rectangle ဖြစ်တော့တက်ကြမလို့စားခဲ့ရ စာကဲဘက်မဟုတ်ပါဘူးစာကဲဘက်ကနေကျွန်တော်ရန်နံကဲဘက်ကိုနည်းနည်းလေးပေါ့ကျွန်တော်ပြင်ပြလောက်မဲ့ပုံစံလေးပေါ့ကျွန်တော်ခြိုက်လောက်မဲ့ပုံစံလေးပေါ့ website ကကျွန်တော်ကျွန်တော်နည်းနည်းလေး share ပြတဲ့ပုံစံပေါ့ short လိုက်မယ်ပေါ့ right နဲ့ကိုကျွန်တော်မပြင်တော့ပါဘူး Okay အားပြီးလို့ရှိရင်ကျွန်တော်နောက်ဆုံး Twitter Pro contract ကိုရွေးပေးပါ